မေရိကန်သမ္မတဟောင်းတွေကလုံးဝကောင်းမွန်ွေမရှိဘူးဆိုတာသိပါသလားပြည်သက်တို့ရေအမေရိကန်သမ္မတတွေကအငင်းသားယူလာရပြီဆိုတာနဲ့လမ်းမတွေပေါ်မှာကားလုံးဝမောင်းွေမရှိတော့ပါဘူးဒါကြောင့်ကားအကောင်စားတွေပိုင်ဆိုင်ထားတဲ့တမရဟောင်းတွေအနေနဲ့တသက်တာလုံးဒီကားတွေကိုတက်တာလို့ပြလိုက်ရတော့တာပါ။နောက်ထပ်ထူးဆန်းတာတစ်ခုကတမရဟောင်းတွေကဘယ်တော့မှတယောက်ထဲမနေရပါဘူး။24နာရီ9ရက်ပတ်လုံးတက်တော်ဆောင်တွေဝိုင်းဝိုင်းလေတဲ့ပတ်ဝန်းကျင်မှာပဲနေထိုင်ရတာဖြစ်ပါတယ်။ ဒါကြောင့်သမရဟောင်းတွေအနေနဲ့အငင်းစားယူလိုက်ရသည့်တိုင်အောင်ဒဂိုရီလွတ်လပ်ခွင့်ဆိုတာလုံးဝမရှိတော့တာပါ။ဒါဒီမကသေးပဲသမရဟောင်းတွေတုံးနေဖုန်းနဲ့ laptop တွေအားလုံးကိုလုံခြုံရေးတွေကလှုပ်ဝက်စွာစောင့်ကြည့်နေကြသေးတာဖြစ်ပါတယ်။ဒီလိုလွတ်လပ်ခွင့်မရှိတာကအမေရိကန်သမရဟောင်းတွေခေါင်းကန်းရဆုံးကိစ္စတစ်ခုပါပဲ။ပြီးတော့လည်းသမရဟောင်းတွေကယာတို့မရှိတော့ဘူးဆိုပေမဲ့တာဝန်တော့ဆက်လက်ရှိနေသေးပါနိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကိုဒီသမရဟောင်းတွေကနေတိုင်းလူကိုဖက်ရှုနေရသေးတာဖြစ်ပါတယ်။ ။တခါတလေမှာလက်ရှိသမ္မတဆွေးနွေးတိုင်ပင်ခြင်းတဲ့ကိစ္စမျိုးတွေရှိရင်တွေ့ဆုံဆွေးနွေးပေးရပြန်ပါသေးတယ်။ဒါကြောင့်အမေရိကန်သမ္မတဟောင်းတွေလိုင်းနာကန့်သက်ခံရတဲ့စီကံချက်တွေက36000မကရှိနေပါတယ်။ဒါကြောင့်အမေရိကန်သမ္မတဟောင်းတွေဘလို့စီကံချက်တွေကိုလိုင်းနာရသေးတာလဲ။အငိမ့်ကဖြစ်သွားတာတော့ဘလောက်တောင်မှများပြားတဲ့ကန့်သက်ချက်တွေကြုံတွေ့နေရသေးတာလဲ။ဒီအကြောင်းတွေကိုတင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ပရိသတ်တွေဗီဒီယိုလေးကိုအစိုးရကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုခင်မှာပရိသတ်တွေ Best Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်။ ပြည်သက်တွေအမေရိကန်သမ္မတဟောင်းတွေမဖြစ်မနေလိုက်နိုင်ရမယ်ဒီစည်းကမ်းတွေအကြောင်းကိုပြည်သက်တွေကြားလိုက်ရမယ်ဆိုရင်သူတို့ကိုအတော်လေးကိုတနာသွားမှာဖြစ်ပါတယ်ဘယ်လိုစည်းကမ်းတွေလဲဆိုတာကိုပြည်သက်တွေကို တင်ဆက်ပေးသွားပါမယ်ဒီစည်းကမ်းတွေကပထမဆုံးတစ်ခုပါတယောက်တည်းမနေရတာပါပဲအငိမ့်စားယူလိုက်ရတဲ့အမေရိကန်သမ္မတဟောင်းတယောက်ရဲ့ပတ်ပတ်လေးမှာလုံခြုံရေးတွေတက်တော်ဆောင်တွေဝိုင်းနေတာကိုမြင်ရင်ပြည်သက်တွေမအောအောလိုက်ပါနဲ့ဒီလုံခြုံရေးတွေကသမ္မတဟောင်းတယောက်ဘဲကိုတော့တော့ဘာပဲလုပ်လို့24နာရီ9ရက်ပတ်လုံးအနားမှာရှိနေမှာပါ သူကသမရယာတို့ကနေအနားယူသွားပြီဆိုပေမဲ့နိုင်ငံအတွက်အရေးကြီးဆုံးလူပုဂ္ဂိုလ်စီးရင်မှာပါနေတော့မယ်ဖြစ်ပါတယ်။ဒါကြောင့်သူ့ဘေးနားမှာတပ်တော်ဆောင်တွေကအချိန်ပြည့်စောင့်ကြပ်ပေးနေတာပါ။ဒါကြောင့်တစ်ဖက်မှာသမရဟောင်းတွေအနေနဲ့အငိမ့်စားယူလိုက်ပြီးဖြစ်တာတော့လွတ်လွတ်လပ်လပ်အနားယူဝင်မရပဲခုလိုမျိုးစိတ်ညစ်စရာကောင်းလောက်အောင်လူတွေဝိုင်းနေတာကိုတော်တော်လုံးကြုံတွေ့နေရအောင်မှာဖြစ်ပါတယ်။သမရဟောင်းတွေနောက်ထပ်ကန့်သက်ခံရတဲ့နောက်ထပ်စည်းကမ်းတစ်ခုကလမ်းမတွေပေါ်မှာကောင်းမွန်ဝင်မရှိတော့တာပါ။ ဒါကြောင့်ကားအကောင်စားတွေကိုပိုင်ဆိုင်ထားပြီးတော့လမ်းမပေါ်မှာစတိုင်ကြကြကောင်းမောင်းကျင်နေတယ်ဆိုရင်အမေရိကန်သမ္မတမလုပ်တာအကောင်းဆုံးပါပဲ။ရွှေကျန်အနေနဲ့ကောင်းမောင်းမယ်ဆိုရင်ကိုရင်ကိုရဓမ္မမို့ကိုပိုင်ဆိုင်နဲ့ခြံဝင်းတွေကလမ်းမတွေပေါ်မှာပဲမောင်းလို့ရပါတယ်။သမ္မတဟောင်းတစ်ယောက်နောက်ထပ်လိုက်နိုင်ရမယ့်စီကံတစ်ခုကတော့အနားယူပြီးဆိုရင် နောက်လာနောက်သားတွေအတွက်စာကြည့်တိုက်တစ်ခုတည်ထောင်ပေးရတာဖြစ်ပါတယ်။ဒီစာကြည့်တိုက်မှာဆိုရင်သမ္မတရာထူးထမ်းဆောင်ခဲ့တဲ့အချိန်တော်တွင်လုံဆောင်ခဲ့တဲ့အကြောင်းအရာတွေကိုပြသထားပါတယ်။ ဒီအကြောင်းအရာတွေထဲမှာနေတရူဝါကိစ္စတွေဒါမှကလူ့ရဲ့အကြောင်းအရာတွေတောင်ပေါင်ဝင်သေးတာပဲဖြစ်ပါတယ်။ဒါရီမကသေးပဲတောင်ဝင်ထမ်းဆောင်နေတော့မှအလုပ်တွေလုပ်တော့ရောက်တဲ့ရရရေးထားတဲ့စာကြောင်းတွေကိုတောင်မှမှတ်တမ်းအနေနဲ့ပြသထားပါသေးတယ်။ဒါကြောင့်စာကြည့်တိုက်ကသမရဟောင်းတယောက်ရဲ့မော်ကွန်းတိုက်သဘောမျိုးဖြစ်ပြီးတော့ဒီစာကြည့်တိုက်မှာသမရတောင်ဝင်ထမ်းဆောင်နေတော့ဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုအသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်။ပြီးတော့သမရဟောင်းတယောက်လိုက်နိုင်ရမယ့်အတင်းကျပ်ဆုံးစီမံတစ်ခုကတော့ကွဲလုံးပြီဆိုရင်နိုင်ရေးကိုကြံရည်သူမိသားစုကစီမံခွင့်မရှိဘဲနိုင်ငံတော်ကနေတာဝန်ယူဆောင်ရွက်ပေးရတာမျိုးပါ။ အမေရိကန်မှာတကြိုစရိတ်ကကြီးမားတဲ့အပြင်ကိုကျန်းရေးသူမိသားစုတွေအနေနဲ့နားရေးအတွက်ဘယ်လောက်ထိသုံးမလဲဆိုတာနဲ့ဘယ်နေရာမှာမြောက်နံမလဲဆိုတာကိုစိတ်တိုင်းကျဆုံးဖြတ်လို့ရပါတယ်။ဒါပေမဲ့တမနာဖြစ်သွားပြီဆိုရင်တော့ဒီအခွင့်အရေးတွေအားလုံးကိုကျန်းရေးသူမိသားစုဝင်တွေကဆုံးရှုံးရတော့မှာပဲဖြစ်ပါတယ်။အမေရိကန်တမနာတယောက်ဖြစ်ပြီဆိုတာနဲ့လိုင်းနာရမယ့်စီကံတွေကိုလေးစားလိုက်နာပါမယ်ဆိုတဲ့ဒီစီကံချက်တွေကိုအင်ဖြူရောမှာကလေးကလက်မှတ်ရေးထိုးထားရတာပါ။ သမရဟောင်းတယောက်ချင်းကြိုက်တာကအစားလုံးကြံခံရတဲ့အဆုံးသမရဟောင်းတယောက်ကြုံတွေ့ရနိုင်တဲ့အမျိုးမျိုးသောအနေရည်တွေကိုကြုံတွေ့ပြင်ဆင်တဲ့အနေနဲ့ဒီစည်းကမ်းချက်တွေကိုအခုလိုမျိုးကန့်သက်ပိတ်ပင်ထားကြတာပဲဖြစ်ပါတယ်။ပြည်သူတွေကြည့်ရှုခဲ့ရတာက Bass Media ကတင်ဆက်တဲ့ American သမရဟောင်းတွေမဖြစ်မနေလိုင်းလာရတဲ့စည်းကမ်းတွေနဲ့ကန့်သက်ချက်တွေအကြောင်းပဲဖြစ်ပါတယ်။ဒီတင်ဆက်မှုကိုကြည့်ပြီးတော့ပြည်သူတွေဒီတင်းကျပ်လာတဲ့စည်းကမ်းချက်တွေပေါ်ဘယ်လိုမျိုးမှတ်ချက်ပေးကြမှာလဲ။ပြည်သူတွေရဲ့အမြင်ကိုကွန်မန့်မှာရေးသွားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။